အားလုံးပဲမင်္ဂလာပါအာဒီကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်သွားမယ့်အကြောင်းအရာကအခုဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းမှာရှိနေတဲ့ဒီဘင်္ဂလီတွေကိုစစ်ကောင်စီကပြန်လည်လက်ခံမယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးစစ်ကောင်စီကအခုချိန်မှာမှဘာကြောင့်ဒီဘင်္ဂလီတွေကို ပြန်ပြီးလက်ခံချင်ရတာလဲဘာရည်ချက်တွေရှိနေလဲနောက်ပြီးဒီသူကဒီဟာကိုလက်ခံလိုက်မယ်ဆိုလို့ရှိရင် ဒီပင်ကလေးတွေကိုလက်ခံလိုက်မယ်ဆိုလို့ရှိရင်အီအတွက်ကရောဘယ်လိုမျိုးဟိုစင်ခေါ်ချက်တွေဖြစ်နိုင်နိုင်လဲသူ့ဘက်ကနေဘယ်လိုမျိုးဒီတုံ့ပြန်နိုင်နိုင်လဲဆိုတာကိုတုံ့သက်ချက်တွေတင်ဆက်သွားမှာဖြစ်ပါတယ်ဆိုတော့အခုပင်ကလေးတွေကိုနေရက်ပြင်ရေးကိစ္စကဘင်္ဂလားပင်လယ်ော်နီးပညာနယ်စီးပွားရေးပူပေါင်းဆောင်ရွက်မှုဒီဘစ်စတန်ထိပ်သည့်အစည်းအဝေးအပြီးမှာထွက်ပေါ်လာတဲ့ကိစ္စတစ်ခုလို့ဆိုရပါမယ်အဲ့ဒါကဘင်္ဂလားဒေ့ရှ်တောကတဲ့စကမ်းမှာရှိနေတဲ့ဒီတန်းနဲ့ရှိတဲ့ရိုဟင်ဂျာ နာမည်ခံဘင်္ဂလီတွေကို နေရက်ပြန်ပို့ရဖြစ်ပါတယ်စစ်ကောင်စီကလည်းထူးထူးခြားခြားပဲပထမအဆုံးပထမအဦးအနေနဲ့ပေါ့လေဒီဘင်္ဂလီဒုက္ခတွေကိုဒီဘင်္ဂလီဒုက္ခတွေဒီတသိန်း7000ကိုပထမအဆုံးလက်ခံလာမယ်လို့သူက ပြောလာပါတယ်ဒီရိုဟင်ဂျာနာမည်ခံတဲ့ဘင်္ဂလီတွေကိုစစ်တပ်ကဒီအရင်တော့ဆိုလို့ရှိရင်ခခါတတိဖြစ်ခဲ့တဲ့အနေထားမှလည်းရှိပါတယ်စစ်ကောင်စီမင်းအွန်လိုင်းကိုယ်တိုင်ကဒီရိုဟင်ဂျာဆိုတာမရှိဘူးဆိုပြီးတော့ဒီမိန့်ခွန်းတစ်ခုမှသူပြောခဲ့တာရှိပါတယ် ဒါဆိုရင်သူပြောတာကိုကျွန်တော်တို့အရင်ဆုံးနားထောင်ကြည့်အောင်ပါလူမျိုးရေးနဲ့ပတ်သက်ပြီးဒုနိုင်ငံမှာရိုရင်ဂျာလူမျိုးမရှိဘူးဆိုတာကဘာကိုအသိပေးပြီးဖြစ်တယ်ရခိုင်ပြည်နယ်မှာရှိတဲ့ဘင်္ဂလီများအနေနဲ့မြန်မာတိုင်းရင်းသားတွေမဟုတ်ပဲမြန်မာနိုင်ငံမှာလာရောက်နေထိုင်သူတွေသာဖြစ်တယ်၂16ခုနှစ်အောက်တိုဘာလမှာဖြစ်ပွားခဲ့တဲ့ဘင်္ဂလီအချို့အကြမ်းဖက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ဒုက္ခသည်တွေကိုအကြောင်းပြုပြီးနိုင်ငံရေးဆွဲဖွဲ့မှုတွေတွေ့ရမှာဖြစ်တယ်တို့တွေအနေနဲ့ ဥပဒေရဆောင်ရွက်ပေးတင်တာတွေကိုဆောင်ရွက်ပေးဖို့တာဝန်ရှိတယ်လို့နိုင်ငံတော်တွေဖြစ်ပေါ်နေတဲ့နိုင်ငံရေးအခြေအနေတွေနဲ့ဘာသာရေးနဲ့လူမျိုးရေးအကြောင်းပြုပြီးဆောင်ရွက်လာမှုများဟာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုထိပါလာနေတာဖြစ်တဲ့အတွက်တံပရွေစိတ်ထက်ကိုအခြေခံပြီးကာကွယ်သွားဖို့လဲတာဝန်ရှိတယ်။ဒါတော့သူကိုယ်တိုင်မင့်ခွန်တင်းမှာထည့်ပြောတော်တဲ့စကားဖြစ်ပါတယ်။စစ်ကောင်စုံမင်းအောင်လှိုင်အုပ်ချုပ်ခဲ့တဲ့ဒီ ဒီ2016-19လောက်တုန်းကဆိုလို့ရှိရင်ဒီဘင်္ဂလီတွေကိုရခိုင်ပြည်မြောက်ပိုင်းမှာအစုလိုက်ပြုံလိုက်တပ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်ဒီစစ်ကောင်ဆောင်မင်းအောင်လှိုင်ဟာနိုင်ငံတကာမှာတရားစွဲဆိုခံရတာနဲ့ဒီနိုင်ငံတကာရဲ့ဖိအားတွေကအခုချိန်ထိသူ့မှာရှိနေတော့မှာပဲဒီလိုခက်ခဲတည်းဖြစ်နေတဲ့စစ်အုပ်စုကဘာကြောင့်အခုချိန်မှာဒီဘင်္ဂလီတွေကိုလက်ခံဖို့ပြန်စဉ်းစားလာကြတာလဲပေါ့နော်ဒီပြီးလို့ရှိရင်ပြန်လက်ခံမှာတော့ဒီ ဟုတ်ပြီပေါ့လေဘေးနေရာမှာလက်ခံမှာလဲဒီအခုရခိုင်မြောက်ပိုင်းမှာဆိုလို့ရှိရင်အရခတ်တက်တော့ EA ကဒီတိမ့်ပိုက်ထားတဲ့အတွက်ကြောင့်ဒီဘင်္ဂလီတွေကို EA ကလက်ခံမှာပဲရမှာပေါ့အဲ့ဒါဆိုလို့ရှိရင်ဒီ EA နဲ့ဒီစစ်ကောင်စီနဲ့ စကားပြောလိုက်ရမယ်အခင်းကျင်းတွေဖြစ်လာနိုင်မယ်လို့လည်းဒါယူဆရတယ်ပေါ့လေတကယ်လို့ EA ကဒီလက်ရှိတိုက်ပွဲဖြစ်နေတဲ့ကာလာဖြစ်တော့တဲ့ကြောင့်မလို့ဒီလုံခြုံရေးအရာဒီစိုးရင်စရာတွေရှိတဲ့အတွက်ဒီလောလောဆယ်မှာဒီဘင်္ဂလီတွေကိုလက်ခံလို့မရသေးဘူးဆိုရင်အဲ့ဒီဘင်္ဂလီတွေကိုဘင်နားမှာတောထားမှာလဲဆိုတာကဒါစဉ်းစားစရာအချက်တွေဖြစ်ပါတယ်ဒါစစ်ကောင်စီကသူလက်ခံမှာဆိုတော့ဒီနေပြည်တော်ပဲခေါ်တော့မလားဒါမှမဟုတ်ရန်ကုန်ကိုခေါ်တော့မှာလားပေါ့ဒါပေမဲ့ဒါကအမ်တန်ဖြစ်တန်ချင်နေတဲ့အာ အချက်လည်းဖြစ်ပါတယ်နောက်ထပ်ဒီတစ်ဖက်ကိုပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီမင်္ဂလီဒီကိုလက်ခံတဲ့အခါစစ်ကောင်စီကအေနဲ့လည်းမဆွေးနွေးဘူးဒါပေမဲ့နောက်ထပ်တစ်ဖက်ပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်မင်္ဂလီဒီလက်ခံတဲ့အခါမှာစစ်ကောင်စီကတော့ဒီအေနဲ့ဒီဆွေးနွေးမဲ့အနေထားမှာတော့အာတိတ်ပြီးတော့ဟိုမရှိဘူးလို့မြင်ရတယ်ဗောလေဒီပင်ကလီတို့ကိုလည်းဒီဘူဒီရောမောင်တော်ဘက်ကိုဒီတမ်းမပို့ဘင်းနဲ့အခုလက်ရှိ ပေါ့ဒီအီနဲ့စစ်ဖြစ်နေတဲ့ဒီစစ်တွေရဲ့ကြောက်ဖြူမှာနေရာချထားမယ်ဆိုလို့ရှိရင်ဒါကစစ်ကောင်စီအတွက်လူသေစုဆောင်မှုတဲ့ဒီအခွင့်အရေးတွေအများကြီးအာရှိလာနိုင်တာပေါ့ဒါဆိုရင်အီရဲ့ဒီထိုးစစ်ကိုလည်းဒီစစ်ကောင်စီကခုခံနေတဲ့အနေအထားမှာဖြစ်သွားမယ်ဒါကတော့ဖြစ်နိုင်ရေတော့ရှိပါတယ် ်လက်ရှိကောင်စီကလက်ရှိစစ်ရှုံးနေတဲ့အတွက်သူ့အတွက်တော့အခွင့်အရေးရနိုင်တဲ့နေလင်းတွေဆိုရင်ဘာမှမဆိုထုတ်သုံးနိုင်ပါတယ်။နောက်ပြီးဘင်္ဂလားဒေ့ရှ်ကနေစစ်တွေနဲ့ကြောက်ဖြူကိုရေချောင်းတိုက်ရိုက်တော်လို့ရတဲ့အနေထားမှာဖြစ်တဲ့အတွက်စစ်ရေးမဟာဗျူဟာမှာမဖြစ်နိုင်ဘူးဆိုတာတဲ့ဒါဖြစ်အောင်လုပ်ကြတာကြီးပါပဲ။ဆိုတော့စစ်ကောင်စီကဒီဘင်္ဂလီတွေကိုသာဒီကြောက်ဖြူနဲ့စစ်တွေမှာအတုံးချမယ်ဆိုရင်သူ့အတွက်ဒါခြေလန်းတစ်ခုတလာနိုင်တဲ့အနေထားမှာရှိပါတယ်။ ဒီစစ်ကောင်စီကဒီဘာကြောင့်ဒီအခုချိန်မှာမှဒီလက်ခံရှင်ရတယ်လဲဆိုတာဒီအချက်တွေအပေါ်မှာအများကြီးဒါတက်ရောက်နေတယ်လို့ယူဆပါတယ်ဆိုတော့ဘင်္ဂလားဒေ့အစိုးရကလည်းဒီတောခတဲ့တွေကိုဒီဘင်္ဂလားဒေ့အစိုးရပေါ့လေဒီအခုလက်ရှိတက်လာတဲ့ဒီ UNO ပေါ့နော်ဂျာဖြတ်အစိုးရလက်ထက်မှာဒီဘင်္ဂလီတွေနေရပြင်ကိစ္စနဲ့ပတ်သက်ပြီးသူတို့ဘက်ကလည်းဒါအသေးတန်ဒါလှုပ်လာတဲ့အချက်တွေရှိပါတယ်ဒါစစ်ကောင်စီကလည်းသူ့အတွက်ဒီအကွက်မြင်လာတဲ့အတွက်ဒီ ြန်ပြီးလက်ခံလာတဲ့သဘောပေါ့လေဆိုတော့စက်ကြည့်အောင်ပါဒါမြန်မာကဒီအာဏာပိုင်တွေပေါ့လေဒီစစ်ကောင်စီနဲ့ဒီဘင်္ဂလားဒေ့အစိုးရအကြမ်းမှာဒါအပေးယူလဲဒါဖြစ်နိုင်ဖြစ်နိုင်ပါတယ်ပြောမယ်ဆိုလို့ရှိရင်ဒီဘင်္ဂလီတွေကိုငါတို့လက်ခံပေးမယ်မင်းတို့ကအီအီနဲ့ဒီနေဆဲကုန်တင်ရေးတွေကိုပိတ်ဆို့ပေးနေဆဲကုန်တင်ခွင့်တွေမပေးနဲ့ဆိုတာမျိုးကိုဒါဘယ်လိုပြောရမလဲအတော်လေးကိုဒါဘေဒင်တွက်စရာမလိုတဲ့ဖြစ်လာနိုင်ရဲ့ရှိတဲ့အနေအထားဖြစ်ပါတယ် မြန်မာနိုင်ငံရှေ့ဆိုရတွေကခေတ်ဆက်ဆက်မှာအိန္ဒိယနိုင်ငံတွေနဲ့အပီးယူတွေကအမြဲတမ်းလိုရှိခဲ့ပါတယ်တရုတ်နဲ့ရှိသလိုအိန္ဒိယနဲ့လည်းရှိခဲ့ပါတယ်အခုလည်းဘင်္ဂလားဒေ့ရှ်နဲ့စစ်ကောင်စီကအပီးယူလုပ်ပြီး EA ကိုဒါအကြက်ရအောင်အကွက်ချတာလည်းဖြစ်နိုင်ပါတယ်ဒါက EA အတွက်သတိထားရမယ်ဒါစင်ခေါ်ချက်ကြီးကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီဘက်ဒီဘင်္ဂလားဒေ့ရှ်ဘက်ကနေဒီဘင်္ဂလီဒုက္ခသည်တွေကိုပြန်ပို့ကျင်နေတဲ့ဒီ UNO ပေါ့လေ UNO အစိုးရ အခြေအနေတွေကိုတစ်ချက်ကျွန်တော်တို့ပြန်ကြည့်အောင်ပါဆိုတော့တဲနဲ့ချီပြီးတော့ရှိတယ်ဒီနတ်မြတ်တဲ့ဖက်ကံကဒီဘင်္ဂလီဒုက္ခတွေတူကိုဒီအရင်တော့ကဒီချိတ်အားစင်နာအစိုးရလက်ထက်တုန်းကပြန်ဖို့ဖို့လဲသူတို့စီစဉ်ခဲ့တာရှိပါတယ်ဒါပေမဲ့ဒီအစီအစဉ်ကိုဒီလောက်ထိအာပြည်မြင့်တဲ့နယ်လောက်ခဲ့တာတော့မတွေ့ရပါဘူးဒီဘင်္ဂလားဒေ့ရှ်ဘက်ကိုရောက်နေတဲ့ဘင်္ဂလီတွေကိုဒီအိမ်ပြန်ဖို့လောက်ခဲ့တယ်ဆိုပေမဲ့ရှိယာစင်နာလက်ထက်တုန်းကဘာကြောင့်တက်တက်ဝင်ဝင်မလုံနိုင်ခဲ့တာလဲဆိုတော့ကျွန်တော်တို့ပြန်စဉ်းစားကြည့်ဖို့တော့လိုပါတယ် အဲ့ဒီတော့ကအဲ့ဒီအခြေအနေတုန်းကဒီအခြေအနေကိုပြန်ကြည့်လို့ရှိရင်ပထမဆုံးအနေနဲ့စစ်ကောင်စီကိုပြင်းပြမှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်တုန်းကစစ်ကောင်စီကအာဒီရခိုင်မှာသူတို့အုတ်ချုပ်စဲအချိန်လဲဖြစ်တော့ပေါ့နေနော်အာဒီဒီနေ့လိုမျိုးအာစစ်ရေးနိုင်ငံရေးအရာဒီချုံနေနေတဲ့အနေအထားမှာစစ်ကောင်စီကအဲ့ဒီတုန်းကမရှိဘူးဒါပေမဲ့ခေတ်ကာလအတက်ကြရာဒီနေ့ချိန်မှာတော့စစ်ကောင်စီကစစ်ရှုံးစစ်ကောင်စီလို့ပြောရပါမယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင်ဒီနေ့လိုမျိုးစစ်သားအင်အား လိုအပ်နေတဲ့အနေအထားမှာရှိတဲ့စစ်ကောင်စီကဒီဘင်္ဂလီကိုဒါပြန်လည်ခံဖို့အတွက်သူ့အနေနဲ့လည်းလှုပ်လာတယ်လို့ပြောလို့ရတယ်ပေါ့လေအဲ့ဒီတော့ကစစ်ကောင်စီကဒီဘင်္ဂလီကိစ္စကိုဗာနဲ့အကန့်အသတ်ခဲ့လဲဆိုတော့ဒီ1980နိုင်ငံသားဖြစ်မှုဥပဒေနဲ့အများကြီးအကန့်အသတ်ဖြစ်အောင်လှုပ်ခဲ့ပါတယ်ဒီတက်ပြောရပြောရင်ဒီတစ်ဖက်ကန်းကိုရောက်တော့တဲ့ဘင်္ဂလီတွေကိုဒီမြန်မာအစိုးရကပြန်ပြီးတော့မှဒါလက်မခံချင်တဲ့အနေအထားမှာအဲ့ဒီတော့ကရှိပါတယ်ဒါကမြန်မာဘက်ကအနာပိုင်တွေအနေနဲ့အဲ့ဒီတော့က ဒီသဘောတရားကိုစဉ်းစစ်တာဖြစ်ပါတယ်နောက်တစ်ခုကအဲ့ဒီပင်ကလေးတွေကိုလက်ခံတဲ့ဒုက္ခသည်တွေနေရပြန်နိုင်ရဲ့အဲဒီရှေ့ဟာစီညာအစိုးရကအာဒီမလုတ်ခဲ့ဘူးလို့တော့ဒါပြောလို့လည်းမရဘူးပေါ့လေနော်ဒါဒါပေမဲ့ဒါမထီရောက်ခဲ့ဘူးလို့ပဲဒါပြောရမယ်ဘာကြောင့်မလုတ်ဒီဒီလိုမျိုးဘာကြောင့်ဒီလိုမျိုးထီထီရောက်မလုတ်ခဲ့တာလဲဆိုတော့အဲ့ဒီအချိန်တုန်းကပင်ကလေးတွေဟာရိုဂျန်နာမည်နဲ့အတော်လေးကိုအာအမီပောက်ခဲ့တာရှိပါတယ်ဆိုတော့အမေရိကန်အနောက်နိုင်ငံဒီဥရောပစတဲ့ နိုင်ငံတကာကိုအတော်လေးမှာတော်တော်လေးကိုပြန့်နှံ့ခဲ့ပါတယ်ဒီရိုဟင်ဂျာနာမည်နဲ့ပဲသူတို့ကလူသားချင်းစာနာအကူညီမှုပေးတယ်ဆိုပြီးနိုင်ငံတကာကအထောက်ပံ့တယ်လေအတော်များများရရှိခဲ့တာရှိပါတယ်ဒါကအမှန်တရားပါဆိုတော့ဒီဒီထောက်ပံ့ကြေးတွေရတာကနှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့မှရပါတယ်ဒါကဘင်္ဂလားဒေ့အစိုးရကရတာပါအဲ့ဒီထောက်ပံ့ကြေးတွေကနေဒီဘင်္ဂလားဒေ့အစိုးရကနေမှတဆင့်ဒီဘင်္ဂလားဒေ့ကဒီဘင်္ဂလီဒုက္ခသည်တွေကိုအထောက်ပံ့ပေးတာဖြစ်ပါတယ်ဆိုတော့ဒီတော့ပြောချင်တာက ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်းရှက်အစီနာအစိုးရလက်ထက်တုန်းကဒီနိုင်ငံတကာငွေကြေးထောက်ပံ့နေရလို့သူတို့ကိုကျွေးမေးထားနိုင်တယ်။ဒါပေမဲ့အခုဂျာဖြက်အစိုးရဒီဒီ UNO အစိုးရလက်ထက်မှာအဲ့ဒီထောက်ပံ့တွေကမရတဲ့အတွက်ကြောင့်ဒီဒီဘင်္ဂလီတွေကိုပို့ဖို့သူတို့ကစိုက်ပြင်းလာတာဖြစ်ပါတယ်။ဒီတော့ဒီတန်းနဲ့ရှိတဲ့ဘင်္ဂလီတွေကိုကျွေးဖို့ဆိုတာဒီအထောက်ပံ့တွေမရရင်တော့သူတို့အတွက်အဆင်မပြေဘူး။အနေထားပေါ့ဆိုတော့ဒါကြောင့်ဒီ unit အစိုးရကမြန်မာပြည်ကိုဒီဒုက္ခတွေကို အသေးအံပြန်ပို့ကျင်တာဖြစ်ပါတယ်နောက်ထပ်တစ်ချက်ရှိပါသေးတယ်ဆိုတော့အဲ့ဒါကဒီရွင်ဂျာနာမည်ခံရကြတဲ့မွတ်စလင်လက်နက်ကိုင်တွေဖြစ်ပါတယ်ဒီမွတ်စလင်လက်နက်ကိုင်တွေဖြစ်တဲ့ဒီအာဆာတို့ RS တို့ကအဲ့ဒီဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းကရှိတဲ့ဒီဘင်္ဂလီတွေကိုလူသစ်အာဒါဆူဆောင်းနေတဲ့ကိစ္စကအခုနောက်ပိုင်းမှာဆိုရင်တော်တော်လေးကိုဆူဆူဝါဖြစ်လာတာတွေ့ရပါတယ်ဒီလူသစ်ဆူဆောင်းတာကတာမန်စီယုံရင်စင်တာလောက်မဟုတ်ပင်တဲ့ဒီ စစ်ကောင်စီနဲ့နီးတူဖမ်းဆီးတာတွေအတင်းအဓမ္မအကြက်ရိုက်တာတွေဒါကြချင်းချောက်တာတွေကဒါသူတို့ရဲ့လူတေစုဆောင်တဲ့နီးတွေဖြစ်နေပါတယ်အဲ့ဒီဒေါက်ခသစ်စကန်ကဒီအကျဲဖက်မူစလင်လက်နက်ကင်အဖွဲ့ကိုအင်အားစုဆောင်ပေးနေတဲ့နေရာတစ်ခုလို့ဖြစ်နေပါတယ်အဲ့ဒီဒေါက်ခသစ်စကန်မှာလက်နက်အကူနဲ့တပ်ဖြတ်ကြတဲ့အထိကိုလည်းကျွန်တော်တို့တွေ့ရပါတယ်ဒါပေမဲ့ဒီလူတေစုဆောင်တဲ့ကိစ္စတွေတပ်ဖြတ်ခံရတဲ့ဖြစ်စဉ်တွေကိုဘင်္ဂလားဒေ့အစိုးရကထိထိရောက်ကပ်ွေးပေးနိုင်တဲ့အနေအထားမှာမရှိပါဘူး ဒါကြောင့်ဒီကိစ္စကိုဖြေရှင်းဖို့အတွက်ယူနုအစိုးရကမြန်မာအာဏာပိုင်တွေနဲ့ညှိပြီးဒါအပေးယူလုပ်ပြီးတော့မှဒီပင်လေးတွေကိုပြန်ပို့တာလို့ဒါကောက်ချက်ချလို့ရတဲ့အနေအထားဖြစ်ပါတယ်ဆိုတော့ဒီယူနုအစိုးရပြီလို့ရှိရင်နောက်ထပ်ဒီဘက်စစ်ကောင်စီဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်စစ်ကောင်စီအနေနဲ့ဒီနေ့အချိန်မှာဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ဒုက္ခသည်တွေကိုဒီပင်လေးဒုက္ခသည်တွေကိုမြန်မာနိုင်ငံမှာပြန်ပြီးလက်ခံဖို့ဆုံးဖြတ်ချက်ချတာဟာ သူ့အနေနဲ့နိုင်ငံတကာအတိုင်းဝိုင်းတဲ့ဒီဒေတာတွေနိုင်ငံကြီးအကြမ်းမှအမြင်တစ်ခုကိုပြောင်းလဲအောင်ဖန်တီးတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီဆုံးဖြတ်ချက်ရဲ့နောက်ကွယ်မှာလူသားချင်းစာနာမှုဆိုတာတဲ့ပိုပြီးနှက်ချိုင်တဲ့ဒီနိုင်ငံကြီးစီးပွားရေးမဟာဗျူဟာဒီအကျိုးစီးပွားတွေလည်းထက်ရှိနေပါတယ်။ဆိုတော့ပထမဆုံးအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်စစ်ကောင်စီအနေနဲ့ဒီ ဘင်္ဂလီဒုက္ခသည်တွေကိုလက်ခံလိုက်လို့ရှိရင်နိုင်ငံတကာဖိအားနဲ့ဒါပိတ်ဆို့အရေးယူမှုတွေအနေနဲ့ဒီလွတ်မြောက်နိုင်မလားပေါ့လေဒါမှမဟုတ်လေဒါချော့ချနိုင်မလားဆိုတဲ့ဒီလိုစဉ်းစားချက်တွေကသူ့မှာပေါ်လာပုံရပါတယ်အဆီယနာတင်ပြီးနောက်ပိုင်းစစ်ကောင်စီကအမေရိကန်ဥရောပတမကနဲ့အခြားနိုင်ငံတွေရဲ့ပိတ်ဆို့အရေးယူတာတွေကိုရင်ဆိုင်ခဲ့ရတဲ့အတွက်ဒီတိုင်းပြည်မှာဆိုလို့ရှိရင်စီးပွားရေးအချက်တွေကတအားကြီးကိုရုပ်ဆိုခဲ့ပါတယ်ဒီလိုစီးပွားရေးအချက်တွေကြောင့်လေလူထုက ကုန်စင်းလုံးမြင့်တက်မှုတွေကြမှာ ဒါပြပြမှောက်ခဲ့ရပါတယ်အဲစစ်ကောင်စီရဲ့လူခွင့်ရချိုးဖောက်တာတွေအထူးသဖြင့်တော့ဘင်္ဂလီဒီဘင်္ဂလီဒုက္ခတွေအရေးကိစ္စပေါ့လေဒါနိုင်ငံတကာကနေအဓိကဒါစောက်ကြည့်နေတဲ့ဒီကိစ္စတခုလည်းဖြစ်ပါတယ်ဒီလိုဒုက္ခတွေတကောပြန်ပြီးဒီလက်ခံမယ်ဆိုတာကအာစစ်ကောင်စီကနိုင်ငံတကာအတိုင်းဝိုင်းကိုသူတို့ရဲ့လူခွင့်ရအနေနဲ့ပတ်သက်ပြီးတိုးတက်မှုတွေရှိတယ်ဆိုတာကိုပြသခြင်းတာလည်းဖြစ်ပါတယ်ဆိုတော့ဒီလိုအကြောင်းအရာမျိုးတွေကိုပြပြီး နိုင်ငံတကာဖိအားတွေကိုဟောဒါချော့ရှာချော့ရှာနိုင်မယ်ဒါမှမဟုတ်ရင်တန်ခက်ပိတ်ဆိုးတာတွေကိုဖိရှားနိုင်မလားဆိုတာသူတို့မှအများကြီးမျှော်လင့်ချက်ရှိနေပါတယ်အဓိကကတော့စစ်ကောင်စီကသူတို့ရွေးကောက်ပွဲလုပ်မဲ့အချိန်မှာနိုင်ငံတကာကိုမြန်မာမှာဒီလိုမျိုးကောင်းမွန်လာတဲ့အခြေအနေတွေဖြစ်နေပြီဆိုတာဖျက်ချင်တာဖြစ်ပါတယ်ဒါကလည်းစစ်ကောင်စီရဲ့နိုင်ငံရေးမဟာဗျူဟာ မြောက်တဲ့ဒါအစီအမံတွေကိုထုတ်သုံးလာတယ်လို့ဆိုရပါမယ်။နောက်တစ်ချက်ကစစ်ကောင်စီကဒီနိုင်ငံတကာဆိုတာထက်အနီးအနားမှာရှိတဲ့ ASEAN နဲ့ဒါဘင်္ဂလားဒေ့ရှ်တို့လိုမျိုးအင်ဒီဂျင်းနိုင်ငံတွေအကြမ်းမာဒီဆက်ဆံရင်ကောင်းလာအောင်လုပ်တာလည်းဖြစ်ပါတယ်။ဒီဘင်္ဂလီပြည်ထနာကအထူးသဖြင့်ဒီမြန်မာအစိုးရနဲ့ဒီမြန်မာအစိုးရနဲ့ဒီဘင်္ဂလားဒေ့အစိုးရကြားမှာအတားစီတစ်ခုလို့ဖြစ်နေပါတယ်။ဒါဆက်ဆံရေးတဲ့အတားစီတစ်ခုလို့ဖြစ်နေပါတယ်။ဘင်္ဂလားဒေ့ရှ်မှာဒီဒုက္ခသည်တွေမရှိတော့ရင်သူတို့အတွက်လည်းဝန်ထုံးဝန်ပိုးတွေ အဲဒါရှော့ချသွားမယ်ပြီးရင်ဆက်ဆံရေးလည်းဒါအကောင်းဆုံးတိစောက်နိုင်မယ်နောက်ပြီးတော့လက်ရှိမှာဘင်္ဂလားဒေ့ရှ်နေကြဒီမော်ရောပမာဆိုရင် EA ကတင်ထားတဲ့အတွက်ဘင်္ဂလားဒေ့ရှ်ကို EA ဘက်ကဘင်္ဂလားဒေ့ရှ်အစိုးရက EA ဘက်ကိုမပတ်သွားရအောင်ဒါစီယုံတဲ့သဘောလည်းဖြစ်ပါတယ်ဆိုတော့နောက်ပြီးတော့စစ်ကောင်စီကပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှုတွေကိုအာယုံလွှဲပြောင်းဖို့နဲ့သူတို့ရဲ့ရွေးကောက်ပွဲကိုတရားဝင်မှုဖြစ်အောင်ဒီပင်လီအရေးကိုအတုံးချတာလည်းဖြစ်ပါတယ် ဒါပေမဲ့သူ့အနေနဲ့ဘလို့ပဲတရားဝင်မှုဖြစ်အောင်လုပ်လို့သူ့ကိုဆက်ကျင်တဲ့ဒီတွန်လရင်အင်အားစုတွေကတော့ဆက်ပြီးတော့မှအာတိုက်ခိုက်နေကြမှာပါဒီတော့စစ်ကောင်စီရဲ့ဒုက္ခသည်ပြန်လည်လက်ခံရေးခေါင်းစဉ်ကဒီပြဆက်ဆန်တဲ့ဒီဖန်တီးရေးသားတဲ့တစ်ခုပဲဖြစ်ပါတယ်ဆိုတော့ဒီရဲ့အေအေဘက်ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီသူတို့ရဲ့စင်ကိုချက်တရားဘလိုမျိုးအနေထားမှာရှိမလဲဆိုတာကြည့်မယ်ဆိုလို့ရှိရင်စစ်ကောင်စီကဒီဘင်္ဂလီတွေကိုလက်ခံမယ်ဆိုရင်ပထမဆုံးအမြင်တွေ့ရမှာကကျွန်တော်တို့ လူမျိုးရေးဘာသာရေးပြဿနာတွေကတော့အနည်းနဲ့အများတော့ဖြစ်လာနိုင်မယ်ဆိုတာဒီအားလုံးမြင်နေကြတဲ့အချက်ဖြစ်ပါတယ်။တစ်ချိန်တည်းမှာပဲလေလိုင်းတွေကဒီစစ်ကောင်စီရဲ့ဝါဒပြန့်အဲ channel တွေကလည်းတည်င်းတူတည်င်းမားတွေကိုလည်းဒါတပြိုင်တည်းဒီဖြစ်လာနိုင်တယ်။ဆိုတော့အင်းအနေနဲ့ဒီဘင်္ဂလားအင်းအနေနဲ့ဘင်္ဂလီတွေအကြာပြဿနာတွေကိုအဲ့ဒီဝါဒပြန့် channel တွေကအဓိကဖြန့်ချိမှာဖြစ်ပါတယ်။အစစ်ကောင်စီကစားတဲ့ဒီအကွက်ကအေးအထွက်ထောင်ချောက်ကြီး ဖြစ်နေပါတယ်လက်ရှိအချိန်မှာအီကဒီရခိုင်ပြည်ကို60ရာခိုင်နှုန်းအထိထိန်းချုပ်ထားနိုင်တဲ့အချိန်မှာလုံခြုံရေးဆန်ရဲပြဿနာတွေကလည်းဖြစ်လာနိုင်တဲ့အနေအထားမှာရှိပါတယ်ဒီလိုဘင်္ဂလီရဲ့ဒီဘက်ကိုရောက်လာရင်စစ်ကောင်စီကဒီစစ်ရင်အားတိုးချက်တောင်ကိုဒါဦးစားပေးလာနိုင်တဲ့အနေအထားမှာလည်းရှိပါတယ်စစ်ကောင်စီရဲ့ဒါထုံးစံအတိုင်းလုပ်နေကြဒီလူသားတိုင်းကပုံစံကိုအာဘင်္ဂလီတွေကိုဒါရှေ့မှာထားပြီးတော့အီကိုတိုက်ခိုက်တဲ့ပုံစံမျိုးတွေလည်းဒါလောက်လာနိုင်ပါတယ်။နောက်ပြီး အဲ့ဒီဘင်္ဂလီတွေကိုဒီလက်ခံမယ်ဆိုရင်လုံချုံရေးဆိုင်ရာတာဝန်ခွေးဝေးအပိုင်းမှာလည်းပြဿနာတွေကတော့တည်ကြသလောက်ဖြစ်လာမှာပါဆိုတော့အဲ့ဒီအပြင်ကိုရှစ်ကောင်စီကဒုက္ခသည်တွေကိုထောက်လှမ်းရေးကွန်လက်တွေလည်းဒါတိဆောက်ပြီးတော့မှဒီအေရဲ့လှုပ်ရှားဓာတ်တွေကိုအဲစောက်ကြည့်ဖို့အတွက်အဲတည်င်းယူဖို့အတွက်ဒီစောက်ကြည့်နေတဲ့အဲစောက်ကြည့်ဖို့ခိုင်းတဲ့အနေအထားမှာလည်းဖြစ်လာနိုင်ပါတယ်။အေရဲ့အတွက်လုံခြုံရေးစင်ကုန်ချက်ဖြစ်လာမယ်ဆိုရင်ရှစ်ကောင်စီကဝင်ပြီးတော့အဲ့ဒီအနေအထားမှာဝင်အစားထိုးဖို့အခွင့်လန်းတယ် မြင်လာနိုင်ပါတယ်နောက်တစ်ချက်ကဒီအုတ်ချုပ်ရေးဆိုင်ရာစိန်ခေါ်ချက်ပါတကယ်လို့ဒီဘင်္ဂလီဒုက္ခသည်တွေကိုအရင်တုန်းကနေခဲ့တယ်ဒီမောင်တော်မှာပြန်ပြီးနေရချခဲ့မယ်ဆိုရင်နိုင်ငံတကာကလည်းဒီအခြေအနေကိုမျက်စိတောက်ထောက်ကြည့်မှာဖြစ်ပြီးတော့မှာဒီအေကလက်မခံပြန်ရင်လည်းဒါနိုင်ငံတကာကအေကိုမျက်စိစပင်မွေးစူးမှာဖြစ်ပါတယ်ဒါဆိုရင်လက်ခံခဲ့ရင်လည်းဘင်္ဂလီလူ့ရဲ့အေအတွက်များတဲ့အတွက်ကြောင့်မို့လို့ဒီအုတ်ချုပ်ရေးဆိုင်ရာစီမံခွင့်ခွင်မှုအပိုင်းမှာ ီပြဿနာတွေကအနည်းနဲ့အမြန်ရှိလာနိုင်ပါတယ်ဒီပင်ကလေးတွေအနေနဲ့လဲစစ်ကောင်စီနဲ့အီအီကြားမှာအချိန်ခါမဟုတ်ပဲဒီနေရပြက်လာမှန်းဆိုရင်အုတ်ချုပ်ရေးဆိုင်ရာတွေမှာထိမ့်သိမ်းရေးလောက်တဲ့အခါဆိုလို့ရှိရင်ဒါပဲလော့ကြားမှာစားညက်တဲ့ပုံစံလဲသူတို့တွေဖြစ်သွားနိုင်ခြင်းရှိပါတယ်ဘလိုပဲဖြစ်ဖြစ်ဒီကိစ္စက စစ်ကောင်စီကနိုင်ငံတကာအတိုင်းဝိုင်းမှာဒီအဲနာမည်ကောင်းရနိုင်တဲ့အခြေအနေရှိပြီးတော့မှအေးအတွက်တော့နိုင်ငံတကာအတိအမှန်ပြမှုတွေက ါသတိချီချီကန်တွေထားရမယ်အလှုပ်ရှားရမယ်အချက်တော့ဖြစ်ပါတယ်အလက်ရှိတော့ဒီအေဘက်ကလည်းဒီဘင်္ဂလီဒီမု슬င်ဘင်္ဂလီရဲ့အရင်နဲ့ပတ်သက်ပြီးတော့တိကျရှင်းနေတဲ့ဒီမော်ဒါရဲ့အာဒါမရှိသေးတဲ့အတွက်ကြောင့်အာရှစ်ကောင်စီကဒီလိုမျိုးဒါလက်ခံတာကိုသူ့အနေနဲ့ဒါတုံ့ပြန်ပြောဆိုတာမျိုးတော့ဒါအခုချိန်ကြီးကျွန်တော်တို့ဒါမတွေ့ရသေးဘူးပေါ့လေနော်ဆိုတော့ငကိုကလေးကလည်းရခိုင်နဲ့ဒီမု슬င်ဘင်္ဂလီတွေကြားမှာဒါလူမျိုးရေးဆိုင်ရာတင်းမာမှုတွေရှိနေတဲ့အတွက် အီအန်အတွက်အခက်ခဲတွေကတော့အများကြီးရှိပါတယ်အီအန်နေနဲ့လည်းဒါရခိုင်ပြည်ကိုဆက်လက်အုပ်ချုပ်ဖို့အတွက်ဆိုရင်ဒီရခိုင်လူထုနဲ့ဘင်္ဂလီအကြာကပဏိပခတ်ကိုဟန့်ကျက်ညီတော့ဒါထိမ့်သိမ့်နိုင်ဖို့လိုပါတယ်ဒါမှလည်းရခိုင်လူထုအတွက်ဒါထောက်ခံမှုတွေရရှိမှာဖြစ်ပြီးတော့ဒီဆက်လက်ပြီးတော့လည်းဒီလူမျိုးနှစ်ခုကြားမှာယုံကြည်မှုကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်အဲ့ဒီအထက်မှာဒီဒေတာခန်ရခိုင်လူထုရဲ့ထောက်ခံမှုကဒါအီအေအတွက်အဓိကအင်အားဖြစ်ပါတယ်ဆိုတော့တကယ်လို့များစစ်ကောင်စီရဲ့ ီဘင်္ဂလီဒီမွတ်စလင်ဘင်္ဂလီဒုက္ခတွေတွေပြန်ပြီးတော့လက်ခံမဲ့အစီအစဉ်မှာအေကလက်မခံခဲ့ဘူးဆိုရင်တိုင်းရင်းသားအခွင့်အရေးကိုဒီကကွယ်သူအဖြစ်တော်ဒီအားကောင်းလာနိုင်တဲ့အေပုံရိပ်တော့ရှိနိုင်ပါတယ်ဒါပေမဲ့နိုင်ငံတကာအတိုင်းဝန်ရဲ့ဝေဖန်မှုကတော့သူ့မှာကြုံတွေ့ရမှာပါဆိုတော့အေအေအနေနဲ့ဒီမွတ်စလင်ဘင်္ဂလီတွေနဲ့ပတ်သက်လို့မူဝါဒချမှတ်မယ်ဆိုရင်ရခိုင်လူထုမျိုးနွယ်စုတွေနဲ့ကိုက်ညီဖို့တော့လေလိုပါတယ် ဆိုတော့နောက်ပြီးတော့ဒီဒုက္ခတွေတွေပြန်ဝင်လာတာနဲ့ဒီရခိုင်ပြည်ရဲ့စီးပွားရေးနဲ့တည်ရင်ဇာတခွေးမှုအပိုင်းတွေမှာလည်းကတောက်ကဆတွေဒါဖြစ်လာနိုင်ပါတယ်ဘလိုမျိုးတည်ရင်ဇာတခွေးမှုပြဿနာတွေလဲဆိုရင်အရခတ်တော့အေကသူတို့ထိန်းချုပ်တဲ့ဒီဒေတာတွေမှာဒီဝင်ငွေရရှိဖို့အရင်းအမြစ်တွေကိုစီမံခန့်ခွဲတဲ့ပြီးတော့တိစောက်နေရတယ်ရှိပါတယ်လူကြီးတွေများတဲ့ဒုက္ခတွေကအစုလိုက်ပြုံလိုက်ဒီဝင်လာခဲ့ရင်ဒီအရင်းအမြစ်တွေစီမံခန့်ခွဲတဲ့အပိုင်းမှာအတူနေနဲ့ဖိအားတွေက ရှိလာမှာဖြစ်ပါတယ်အထူးသဖြင့်တော့ဒီမြေယာအလောက်ကိုင်းတဘာဝတည်ရင်စာဒါနဲ့အခြေခံဝန်ဆောင်မှုပေးတဲ့အပိုင်းမှာဖြစ်ပါတယ်ဆိုတော့အီအနေနဲ့ရခိုင်လူမျိုးဒီမျိုးနွေစုတွေအကြပေါ်လေဒီမွတ်စလင်ဘင်္ဂလီတွေနဲ့ဘလူမျိုးခိုးဝေမှုကိုလောက်ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာတော့ဖြစ်ပါတယ်ဒီမွတ်စလင်ဘင်္ဂလီတွေကသူတို့ဒီပြန်ရောက်လာရင်တော့အရင်ဆုံးတောင်းမှာကသူတို့ပိုင်ဆိုင်ခဲ့တဲ့ဒီမြေယာတွေကိုပြန်တောင်းမှာဖြစ်ပါတယ် ဆိုတော့အဲ့လိုမျိုးတောင်းလာတဲ့အခါကြာလို့ရှိရင်မေယာပိုင်ဆိုင်မှု အငင်းပွားမှုတွေလည်းဒါဖြစ်လာနိုင်တယ်ဆိုတာကိုတင်ပြလိုက်ပါတယ်